ရပောင်း939ရက်ကြာဖန်စီထိန်ထိန်ခံထားရပြီးနောက်မှာနောက်ဆုံးအသက်ရှင်ကျန်တဲ့အစ္စရေးတစားကန်တွေကိုဟာမတ်စ်ကပြန်လွတ်ပေးလိုက်တာဟာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက်အကြီးမားဆုံးခြေလှမ်းဖြစ်လာခဲ့ပါတယ်။တစားကန်အားလုံးအယောက်20ပြန်လွတ်မြောက်လာပြီးအိမ်ပြန်ခီးစတင်ချိန်မှာတယ်အဗစ်မြို့ကတစားကန်ရင်ပြင်မှာ အစ္စရေးပြည်သူတွေအောင်ပွဲခံအော်ဟစ်ခဲ့ကြပါတယ်။ဒါတွေကတော့အစ္စရေးကိုပြန်ရောက်လာတဲ့ပထမဆုံးလူငယ်တွေရဲ့ပုံရိပ်တွေဖြစ်ပါတယ်။အပြန်အလှန်အနေနဲ့ ပါလက်စတိုင်းအကျဉ်းသားနဲ့ထိမ့်သိမ်းခံထားရသူ2000နီးပါးကိုလည်းအစ္စရေးကစတင်လွှတ်ပေးနေပြီဖြစ်ပါတယ်။တရားခံတွေထဲမှာအသက်48နှစ်အရွယ်အွန်မရီမီရန်လည်းပါဝင်ပါတယ်။သူ့ရဲ့မိသားစုကအချင်းအကြာကြီးစောင့်မျှော်ခဲ့ရတဲ့ပြန်လည်ဆုံစည်းမှုအတွက်အတိုင်းမသိဝမ်းသာနေကြပါတယ်။တခြားမိသားစုတွေကသူတို့ရဲ့ချစ်ခင်ရသူတွေကိုပထမဆုံးအချင်းပြန်လည်တွေ့မြင်ခွင့်ရဖို့ရင်ခုန်စွာစောင့်မျှော်ခဲ့ကြပါတယ်။တရားခံမိခင်တို့ကလည်းသူသားစီကိုတွားနေရင် ူသားနဲ့ဗီဒီယိုကောခေါ်ဆိုစကားပြောခဲ့ကြပါတယ်။အစ္စရေးပြည်သူတွေဟာဒီအချိန်အတွက်နှစ်နှစ်ကြာစောင့်ဆိုင်းခဲ့ရပြီးဒါကိုအများပြည်သူပိုင်းနေရာတွေမှာရောတနိုင်ငံလုံးကဧကန်တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနေခဲ့ကြပါတယ်။တစားကန်တွေလွတ်မြောက်လာတဲ့အချိန်လောက်မှာပဲအမေရိကန်သမ္မတကလည်းတယ်အဖစ်ကိုစိုက်ရောက်လာခဲ့ပါတယ်။ခီးစဉ်တစ်လျှောက်လုံးမှာလည်းအပြစ်ခတ်ရစေးရခိုင်မာလိမ့်မယ်လို့ယုံကြည်တယ်လို့သတင်းထောက်တွေကပြောခဲ့ပါဗျ။ Wars of war is over. စစ်ပွဲကြီးပြီးသွားပြီစစ်ပွဲကြီးပြီးသွားပြီလို့သမ္မတဒေါ်နယ်ထရန့်ကသတင်းတော်တဦးကိုပြောဆိုတာပါလေရင်ဘော်ကဆင်းလိုက်တဲ့အချိန်မှာပဲအစ္စရေးလူအုပ်ကြီးကသူ့ကိုဂျေဇူးတင်ကြောင်းကို ဖော်ပြခြင်းခဲ့ကြပါတယ်သူတို့ခေါင်းဆောင်ကိုယ်တိုင်ကသူတို့ကိုစွန့်ပစ်ထားတယ်လို့ခံစားခဲ့ကြရပြီးဒီသဘောတူညီချက်ဟာသမ္မတဒေါ်နယ်ထရန့်ကြောင်းလို့ယုံကြည်ကြပါတယ်ပြန်လည်ရောက်ရှိလာတဲ့တရားခံတွေဟာကနအူးချမ်းမာရေးစစ်ဆေးမှုတွေခံယူကြရပြီးအစ္စရေးဝန်ကြီးချုပ်ကလည်း သူတို့စီကိုစာတို့တစ်စောင်ပေးပို့ခဲ့ပါတယ်။ပြန်လည်ရောက်ရှိလာတာကိုအစ္စရေးပြည်သူတရက်လုံးကိုစားကြိုဆိုပါတယ်။ကျွန်တော်တို့ခမားတို့ကိုစောင့်နေခဲ့တာပါ။ကျွန်တော်တို့ကြိုဆိုပါတယ်လို့ဘင်ဂျမင်နေတညာဟုကရေးသားထားတာပါ။အစ္စရေးမှာတော့တစားကန်တွေပြန်လွတ်လာလို့တနိုင်ငံလုံးပျော်ရွှင်နေကြပြီမဲ့ဂါဇာမှာတော့စိတ်မသက်သာစရာမြင်ကွင်းတွေပါပဲ။အရေးပေါ်လိုအပ်နေတဲ့အကူအညီထောက်ပံ့တွေဂါဇာထဲကိုစတင်ဝင်ရောက်နေပြီမဲ့ လိုအပ်ချက်အထောက်အပံ့ကမလောက်ငှားသေးပါဘူးဒီလိုအန္တရာယ်ရှိတဲ့နေရာကိုလာခြင်းလို့လာနေတာမဟုတ်ပါဘူးကလေးတွေစားတောက်ဖို့လိုလို့လာရတာပါကျွန်တော်တို့ကကျွန်တော်တို့အိမ်ရှိတဲ့ဂါဇာကိုပဲပြန်ကျင်ပါတယ်လို့ဂါဇာဒေသခံတို့ကပြောဆိုပါတယ်ဂါဇာမြို့ကိုပြန်ရောက်သွားသူတွေကိုလည်းသူတို့ရဲ့ပိုင်ဆိုင်မှုတွေကဘာမှတိတ်မကြံတော့တာကိုမြင်တွေ့ကြရပါတယ်။ဒီလောက်အဆင့်ထိ ဖြစ်သွားလိမ့်မယ်လို့ကျွန်တော်တို့မထင်ခဲ့ပါဘူး။လမ်းတစ်လမ်းလုံးအိမ်တစ်လုံးတော့အကောင်းမတွေ့ရတော့ပါဘူးလို့ ဂါဇာဒေသခံတဦးကလည်းပြောဆိုခဲ့ပါဗျ။ဒီငြိမ်းချမ်းရေးအစီအစဉ်ရဲ့ပထမအဆင့်မှာတော့ဂါဇာရဲ့ထက်ဝက်လောက်ကိုအစ္စရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားမှာဖြစ်ပါတယ်။နောက်အဆင့်တွေကိုတော့ဒေါ်နယ်ထရမ့်ကပူရဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မဲ့အီဂျစ်ထိပ်သီးအစည်းအဝေးမှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ဂါဇာမှာရေရှည်ငြိမ်းချမ်းရေးရောင်ကြီးတန်းလာပြီဆိုတဲ့မျှော်လင့်ချက်လေးတခုတော့ရှိနေကြပါတယ်ခင်ဗျာ။